ားလုံးပဲမင်္ဂလာပါ English for Office Use ရုံးတော့ English စကားပြောရဲ Lesson number 5 Lesson number 1 talk number 5 talking about the job during an interview interview မှာအလုပ်ကြောင်းကိုအလုပ်ကြောင်းနဲ့ပတ်သက်ပြီးပြောခြင်းပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အာဒီနေ့သင်ကြမယ်ပေါ့နော် Lesson 4မှာတော့ interview မှာတော့အာ interview မှာတော့ကကြတော့သူက အကြောင်းပြောလဲဆိုလို့ရှိရင်ကိုယ့်အကြောင်းကိုပြောပြတာပေါ့နော်ဒီအခုကကြတော့ဒီအင်တာဗျူးမှာပဲဒါအလုံးအကြောင်းနဲ့ပတ်သက်ပြီးပြောမှာပေါ့နော်ဒီ lesson 5ကလေးမှာကြတော့အာအိမ်မှာအရင်ဗီဒီယိုတွေကလိုပဲ situation background ပေါ့နော်အဲ့ဒါလေးကိုရင်ပြောမယ်ပြီးလို့ရှိရင်စကလုံး the vocabulary လေးပြောမယ်ပြီးလို့ရှိရင် dialogue လေးကိုပေါ့နော်သူတို့စကားပြန်လည်သွားတာလေးကိုပြောကြမယ်ပြီးရင်အဲ့အဲ့စကအဲ့သွားလာ dialogue ပေါ်မှာမူတည်ပြီးတော့ quizzes လေးတွေဖြေကြမ Situation background Mamia is being interviewed for a job at the best. She's asking Mr. Chun some questions about the job. No? Mamia uh, lesson 4 ma lo myo be. Mamia ga interview bo mo. Interview ma bo no. Lesson 4 ne lesson 5 ga interview during the interview ma be. Lesson 4 ga tu ga ja ro ဟိုကိုလူတွေစစ်စစ် interview လုပ်ရတဲ့အချိန်မှာကိုယ့်အကြောင်းကိုပြောပြတာဒီခု lesson 5မှာကသူကအလုပ်အကြောင်းနဲ့ပတ်သက်ပြီး question တွေမေးမှာ okay မမများသူကကြတော့ interview မှာအလုပ်မလုပ်ရဲ့ interview မှာ the best ဆိုတဲ့အလုပ်ရဲ့ interview မှာအလုပ်အလုပ်အလုပ်အတွက်ပေါ့နော် interview ခံနေတဲ့ Mr. Thun ကိုသူကအလုပ်အကြောင်းနဲ့ပတ်သက်ပြီးတော့ question နေမိတော့မယ် okay February ရင်သွားမယ်ပေါ့နော်ပထမဦးဆုံးက အာ benefit ပေါ့နော် benefit ကကြတော့ဒုက္ခစား권တွေအဲ့ဒါတွေမေးမယ်ပြီး paid holiday အဲ paid holiday ကကြလာစားပြီးရုံးပေးရက်ဒီအလားစားပြီးရုံးပေးရက်များပေါ့နော်အဲ့ဒါလို့ခေါ်တယ်ပြီး retirement plan ကအငိမ့်စားအစီအစဉ်ပေါ့နော် retirement plan ပြီး bonuses bonuses ကစုချေပေါ့ bonus bonus လို့ပြောရတယ်လေစုချေနေ sales target ကကြအယောင်ပြတ်မှာဒီဌာနမှာဒီနေ့ဒီနေ့ပေါ့နော်ဒီလောက်ရောင်းရမယ်ဆို target ထားထားပေါ့နော် sales target တွေပေါ့နော်ပြီး paid vacation paid vacation ရတာလာစားပြီး ally ally ရပေါ့နော် okay vocabulary လေးပြန်ပြောပြမယ် benefit paid holidays retirement plan bonuses sales targets targets paid vacation okay အခု dialogue လေးတော့မယ်ပေါ့နော်လမ်းမမေးမယ် can you tell me a bit about the job responsibility အာကျမကိုပေါ့နော်ဒီအလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တာဝန်လေးပေါ့နော်အဲ့ဟာလေးပြပြပေးပါအောင်နဲ့ဒီလုံမှာပေါ့နော်ဘာလို့ရမလဲတာဝန်လေးဒီအားလေးပြပြပေးပါအောင်နဲ့ Mr. Thong ကဘာပြောလဲဆို As a sales woman for our company you will be required to find new customers and take care of our existing customers ဒီပေါ့နော် ဒီအယောင်ဝင်တဲ့အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်ကုမ္ပဏီရဲ့အယောင်ဝင်တဲ့အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်အာတင်မပါလို့နေပါလို့ရမလဲဆိုလို့ရှိရင်ပေါ့နော် customer ဖောက်တဲ့အစ်တတွေရှာရမယ် new new customer တွေရှာရမယ်ပြီးလို့ရှိရင် lessy customer တွေကိုလည်းနေကဒီ site ပြီးတော့တို့လူလာလေးတွေဖြစ်ပြရမယ်ပေါ့နော်အာ what will be the office hour အလုပ်ချိန်ပေါ့နော်အလုပ်ချိန်ကပါလေပေါ့နော် our office hour Of our office hours are from 9 a.m. to 5:30 p.m. Monday to Friday. မရဲအလို့ချိန်ရပါတော့ခုနရနေ9ခွဲတနင်္လာနေ့ကနေတောက်ကြနေသည်တဲ့ယူတတ်ရမယ်ပေါ့နော် What about the salary? အဆိုလာစာဟောတဲ့ The salary for sales is US dollar 800 a month ပေါ့နော်ဒီ since young sales ဟိုအယောင်ဌာနမှာလုပ်လို့မယ်ဆိုလို့ရှိရင်ဒီလာစာကဒေါ်လာ100ပေါ့เนาะတစ်လောက်ဒေါ်လာ100တဲ့ Okay may i also ask what benefit you offer uh အဆူလို့ရှင်ပေါ့နော်တခုလောက်ထပ်မေးထပ်ပြီးမေးချင်တယ်ပေါ့နော်ဒီဟာဒီအလုပ်မှာပေါ့နော်ဒီအကျိုးခံစားခွင့်ဒီမှာရှိလဲဆိုတော့မေးချင်ပါတယ်တဲ့ We have paid holidays, a retirement plan and bonuses if you meet sales target. ငါတို့မှဆိုလို့ရှိရင်ပေါ့နော်လာစာပေးရုံပိတ်ရက်တည်းရှိတယ်ပြီးလို့ရှိရင်အငင်းစားအစီအစဉ်တွေလည်းရှိတယ်ပြီးလို့ရှိရင်ဒီလိုစုချင်းငွေတွေလည်းပေးမယ်ပေါ့နော်တကယ်ပြီးအယောင်ပြည့်မဲ့ပြည့်မှတ်ပေါ့နော် sales target တွေမိဟိုမိလို့ရှိရင် bonus လည်းပေးဦးမယ်တဲ့မမ that's nice အော်ဒါကောင်းလိုက်တာပေါ့နော် we also allow a uh, one week paid vacation in the first year ဒီပထမနှစ်မှာဆိုလို့ရှိရင်လည်းပေါ့တပတ်ပေါ့เนาะလာစာပေးပြီးတော့အားလိုက်ရ vacation ပေါ့เนาะ vacation ကိုခီးခီးပေးထွက်တယ်ပေါ့เนาะ that is excellent အားဒါရန်ကောင်းတာပဲတဲ့ခင်ဗျာ okay dialogue လေးပြန်ဖတ်ပြမယ်เนาะ can you tell me a bit about the job responsibilities as a saleswoman for our company, you will be required to find new customers and take care of our existing customers. What will be the office hours? Our office hours are from 9 a.m. to 5.30 p.m. Monday to Friday. What about the salary? The salary for sales is 800 US dollar a month. Okay, may I also ask what benefit you offer? We have paid holidays, a retirement plan, and bonuses if you meet sales target. That's nice. We also allow a one week paid vacation in the first year. That is excellent. Okay, avro di nga zambi hi li 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 piti me wano, kusas Number one, nga li no palo and okay, according to the dialogue, what are the two main responsibilities of a saleswoman at the best? A. Handling administrative tasks and scheduling appointments. B. Meeting sales target and providing after sales support. C. Only focusing on acquiring new customers for the company. D. Finding new customers and managing existing customer accounts. โอเคဒီ conversation ဒီ dialogue ရရပါတော့ဒီ sales women ဒီအယောင်အယောင်အယောင်လုံးအယောင်အယောင်စီးရေးပေါ့เนาะအယောင်အယောင်စီးရေးကဒီ the best ဆိုတဲ့ company မှာပါလို့ရမယ်ပေါ့နံပါတ် A ရကြတော့ admin လုပ်တည်လုပ်ရမယ် meeting နေ schedule လုပ်ပေးရမှာလားပေါ့ B ကကြတော့ sales target ကိုထိရမယ်ပြီးလို့ရှိရင် after sales ကို after ဒီ sale ပြီးလို့ရှိရင်လည်းပေါ့เนาะအဲလိုအပ်တဲ့ဟိုအကူအညီတွေပေးရမယ်အဲ့ဒါကိုလုပ်ရမှာလားပေါ့เนาะ C ကကြတော့ ဒါမှမဟုတ်ရှင်ဒီ new customer တွေပဲရဖို့လို့အတွက်ကိုပဲငါတို့ကဟိုအာရုံစိုက်ရမှာလာဖို့ဒီအားကြတော့ new customer လဲရှာရမယ်ဟိုလက်ရှိ customer တွေကိုလည်းဟိုပေါ့နော်စီမံခန့်ခွဲပြီးစောင့်ရှောက်သူတို့ရဲ့အကောင့်တွေကိုလည်းစောင့်ရှောက်ပေးရမှာလားပေါ့နော်ဟိုစီမံခန့်ခွဲပေးရမှာလားပေါ့အဲ့တော့ဖြေရပါတယ်ဒီပေါ့နော်ဟုတ်ဒီဒီဟိုဟာဒီ existing or new customer တွေကိုလောက်ခိုင်းတာလေဟိုအတောင်ကြီးအတောင်ကြီးဟိုဒီကအဲ့ဒါအဲ့ဒါရှိရပါတော့ two, uh, what are the standard working uh, working days and hours for the position Lamia is interviewing for? A. Monday to Saturday from 9 a.m. to 5 p.m. B. Monday to Friday from 9 a.m. to 5.30 p.m. C. Monday to Friday from 8.30 a.m. to 5.30 p.m. D. Flexible hours from Monday to Friday. โอเคဒီပေါ့เนาะမမအင်တာဗျူးနေတဲ့အချိန်မှာမမ position အတွက်ပေါ့เนาะဒီအလုပ်ချိန်ပေါ့เนาะလုပ်ချိန်အချိန်ရဲ့ဟိုပြည့်ရှင်ဘယ်ရက်တွေလာအောင်มาလဲပေါ့เนาะအဲ့ဒါဘာလဲ standard ဟိုပေါ့เนาะဟိုပုံမှန် ဟုတ်မှန်ဟိုအလုတ်ဟိုပေါ့အလုတ်ချိန်ကပါလဲပေါ့ကွယ်နံပါတ် A ကတနင်္လာနေ့ကနေပြီးတော့စနေနေ့ဒီ9:00နာရီနေ့9:00နာရီတက်ရမှာလား B ကကျတော့တနင်္လာနေ့ကနေတောက်ကြ9:00နာရီနေ့9:00ခွဲတက်ရမှာလား C ကကျတော့တနင်္လာနေ့ကနေတောက်ကြ8:00ခွဲနေ့9:00ခွဲတက်ရမှာလား D ကကျတော့ဟိုတက်ချိန်နဲ့အဆင်ပြေတဲ့ချိန်လားပေါ့တနင်္လာနေ့ကနေတောက်ကြနေပေါ့နော်အာပဲအဆင်ပြေတဲ့လားအချိန်လားအဲ့ဒါဆိုတော့ဘာဖြစ်မလဲ B ပေါ့နော် Monday to Friday 9:00 to 5:30 Okay နံပါတ် C ကကျတော့ what is the monthly base base salary offer for the sales position at the at the best a 800 usd d, B depend on meeting sales target c uh, 530 usd d 800 plus a guaranteed bonus and our solution eh? uh, however not the base salary base salary is about right. a chicken and laza ဒီဟာ monthly တစ်လောက်ကိုရမယ်ဆိုတာပဲဟာလေဟိုတစ်လောက်ကိုပေါ့နော်ဒီ the best မှာပြီးမယ်ဆိုတာပါလေပေါ့နော်အာ ံပါတ် A ကြ800ဒေါ်လာ800ပေးမယ်နံပါတ် B ကကြတော့ဒီ sales target ပေါ်မှာဒီပြီးတော့သူကလစာပေးမယ် C ကကြတော့ဒေါ်လာ930ပေးမယ် D ကကြတော့ဒေါ်လာ800ရဲ့ပြီးလို့ရှိရင် bonus ရေးပေးမယ်ပေါ့နော်ခဲအဲ့ဒါကြာနည်းနည်း tricky ဖြစ်တယ် then A လည်းဖြစ်နိုင်လို့ D လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့သူကလေပမာဖန်ထားလဲဆိုတော့ base salary မှာဖန်ထားအခြေခံလားက800ပဲရမှာ sales target ပြီးတော့မှ bonus ရမှာပြမအဲ့လိုတဲ့ကြောင့်ကိုအဖြေက A Number D. Which of the following is not a benefit mentioned by Mr. Tun? One week paid vacation in the first year, paid holidays, company provided health insurance, a retirement plan. Okay, number li a me who wants a one or the Mr. Tun pure air and me who one or the Kansaja Joe Kansaku in the demo to Mr. Tun Mapioge. အကျိုးခံစားမှုရပါလဲပေါ့နံပါတ်1ကကြတော့တပတ်ပေါ့နော်လာစာပေးအားလည်းရည်ပေးမယ်ပထမနှစ်မှာအဲ့ဒါပြီးလို့ရှိရင်နံပါတ်2ကကြတော့ဒီလာစာပေးရုံပေးရည်ပေးမယ်နံပါတ်3ကကြတော့ကုမ္ပဏီက health insurance တွေကျန်းမာရေးနဲ့ပတ်သက်တဲ့ insurance အမှခံလေးထားပေးမယ်လို့ပြောတယ်နံပါတ်4ကကြ retirement plan ထားပေးမယ် retirement plan ဆိုတာငြိမ်းချမ်းစီစဉ်လုပ်ပြီးစီစဉ်ပေးမယ်ဆိုပြီးပြောတယ်အဲ့တော့ ဘယ်ဟာကမပြောခဲ့ရလဲမစ္စတာထုံးမပြောခဲ့ရလဲမစ္စတာမပြောခဲ့ရတာကပါလဲဆိုတော့ဒီကျမကြီးကျမကြီးအမခင်ကမပြောခဲ့လေအဲ့ဒါကြောင့်မို့လို့ let's see ပါနော် okay number five 5ကကြတော့ the opportunity to earn a bonus is depend on what condition a working for the company for over a year b receiving a positive performance review c finding a certain number of customers d meeting sales target target โอเคနံပါတ်5ကကြတော့ဒီ bonus ပေါ့เนาะစုချင်းတွေရဖို့အတွက်ကကြတော့ဘယ်ပုံမှာမူတည်လဲတဲ့ဘယ်ပုံမှာမူတည်လဲပေါ့เนาะနံပါတ် A ကကြတော့ဒီ company ပေါ်မှာတနှစ်လုံးရင်ရပြီလားပေါ့နံပါတ် B ကကြတော့ဒီ performance review ပေါ့เนาะကိုယ်လုပ်ထားတဲ့ဟာကို review လုပ်တယ်ပေါ့တနှစ်တနှစ်လုံးပေါ့လို့ရှိရင်ဒီ supervisor တွေက performance review လုပ်တယ်အဲ့ဒီဟာမှာကိုကပေါ့เนาะ positive 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 ဟိုပေါ့เนาะ feedback တွေရတော့မှာပေါ့เนาะ bonus ရမှာလားပေါ့နံပါတ် C ကကြတော့ဒါမှမဟုတ်လို့ရှိရင်ပေါ့เนาะ customer okay customer အစ်စ်ပဲနေရောက် ချနိုင်ရင်တော့ bonus ပေးမယ်အဲ့လိုမျိုးလားပေါ့နံပါတ်တီကကြတော့ sales target တွေပေါ့နော်ဒီဟိုအယောင်းဘယ်နဲ့ဘယ်နဲ့ဘလောက်ရောင်းနိုင်ရင် bonus ရမယ်အဲ့လိုမျိုးလားပေါ့သူက clearly ပြောပြီးသားလေနော်ရှင်းရှင်းလေးပြောပြီးသားသူကဒီပေါ့နော် meeting sales target မှာ bonus ရမှာပေါ့နော် okay ဒီ ဒီ courses လေးတွေကိုလည်းအားလုံးမှတ်မယ်လို့ပြောညွှန်လင်းတယ်ပေါ့နော်အဲဒီလိုမျိုး video လေးကိုလည်းကြိုက်တယ်ဆိုလို့ရှိရင် video လေးတွေကို like လုပ်သွားပေးပါပြီးဒီလိုမျိုး video လေးတွေလည်းထပ်တင်ပြီး channel မှာထပ်တင်ပြီးမှမလို့ channel လည်း subscribe လုပ်ပေးပါအောင်နော်ဒီအားလုံးပဲနောက် video မှာထပ်တွေ့ကြမယ်တဒါ